။ဒါကြက်တာမဆိုင်ကြက်လို့ရှင်လာရိုက်တာ။အခုစာပဲကြက်နေ။ဒါကြက်တာသပင်ဖြူတာပေါ့ခေါင်းခေါင်းကြိုက်တာ။အစားလုံးအောင်အဲ့လိုကျွန်တော်ဆော့တာပဲခြိုက်တာစားသိမ့်မခြိုက်အလုံးအောင်မတူမြန်မာစကားကိုဟိုဟာတင်ထားတာအဲ့ဒီပါလေဝဲတာပေါ့သူကအဲ့လိုထင်ပါတယ်ကျွန်တော် ကျွန်တော်လည်းအဲ့တော့မမွေးသေးတော့မသိဘူးခင်ဗျကျွန်တော်လည်းသိချင်တာကျွန်တော်ဟိုကတင်နေရအောင်တော့တို့တင်တင်ပေးလိမ့်မယ်တို့တို့တို့များစီးနေမှာပြောရမယ်လို့ပြောပါတယ်ပြောလိုက်တာဒါဘယ်လိုရိုက်ချအောင်လဲမသိဘူးပေါ့နော်ကျွန်တော်တော့အဲ့ဒါဟိုကတခါမှအဲ့လိုမျိုးမလုပ်ဘူးတော့တော်တော်စိတ်လှုပ်ရှားပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ကတော့တက်စာစင်စိန် series ကတော့ဖြစ်ပါတယ်ခင်ဗျာဆရုပ်ကလေးอ่ะဆရုပ်ကလေးကတော့ဒါကတော့ဒီဟောပေါ့ကျွန်တော်တို့ရှမ်းပြည်မှာပင်တရာမှာသူတို့ဓနု ရိုးရပါတော့တူရိုးရနောက်ခံနေအများကြီးပါမယ်အရင်1900အဲဟိုနော်50 50 60အဲ့လောက်ကတယ်နော်အဲ့လောက်ကအဲတူရိုးရလေးတူရွာလေးကဇလန်းလေးကိုဒီအခုခင်နေပေါင်းပြီးတော့ခြိုင်းပါပါဟုတ်အဲ့သူကအဓိကတော့တူစကားကြတော့ကျွန်တော်တို့တစ်ခါမှဟိုလေကျွန်တော်ကျွန်တော်တစ်ခါမှဟိုတွင်းလေးပြောရင်တော့မပြောဘူးပေါ့နော်တေချာငွေချင်းထဲမှာလေတူ စကားပြောလူမကြုံဘူးအခုမှသူကကြုံတာပေါ့နော်အဲဓနုစကားပြောရမယ်ပြီးတော့အဲဓနုရွရတယ်ပါတယ်ဆိုတော့ကျွန်တော်တင်တန်းလေးပေါ့နော်အကျိုးတင်တန်းလေးတော့တက်ရမယ်မင်းသမီးတွေဆိုရင်ဟောပေါ့ဒီဟိုလေလောတာတို့ဒီစပိန်စီဆိုင်ငယ်စီပါတင်ရမယ်အဲ့လိုမျိုးသိရပါဟုတ်ဒီထဲမှာဆက်လန်းတော့ကျွန်တော်ဟောပေါ့အဲသူဆက်လန်းလေးကဟိုဟာစုံပါတယ်အရှိနောက်ပေါ့စုံပါဟုတ်ကဲ့နှစ်ဘွားဟုတ်ကဲ့ဟုတ်ကဲ့ဒီခက်နဲ့အဲဟိုအရင်ခက်ကဟောပေါ့ဓနုအဲ ကျွန်တို့ဟိုရွာကလေးကဟိုရှေ့ခေတုန်းကချစ်ခဲ့အဖြစ်ပြက်လေးနဲ့ချိန်ပါဘောနော်အဲ့လိုအဲကျွန်တော်မပြောတတ်ဘူးဒီဇက်လန်းလေးကတော့သိကြတယ် MRD 4ကဒီဟာလေးဒီအဖွဲအဖွဲတွေသူတို့အများသိကြတယ်ဒီဇက်လန်းလေးသူတို့စီစဉ်နေကြပါပြီတဲ့ဟိုဟာဟိုတချို့လူတွေကမေးကြည့်တော့သိကြတယ်အခုမှတော့ရရှိတာပေါ့စကားဟိုဟာဖြစ်တယ်ကျွန်တော်စကားကျွန်တော်ရှမ်းလို့ပြောတတ်တော့ကျွန်တော်ရှမ်းနဲ့တူမယ်ထင်တာမတူဘူးခင်ဗျဒီနုကတော့သူတသက်တဘာသာပေါ့နော်တမမစကားအောင်မှာသူကဟိုအတန်ဝဲတယ်ပေါ့ကျွန်တော်တဝဲတို့ဒိတ်တို့ အဲ့လိုနဲ့ဆင်းပါတယ်ကျွန်တော်ခုနကကျွန်တော်လေ့လာကြည့်တော့အဲလုံးဝမတူမြန်မာစကားကိုဟိုတင်ထားတာအဲ့ဒီဘာလဲဝဲတာပေါ့သူကအဲ့လိုထင်ပါတယ်ကျွန်တော်ထောက်ခွဲကကျွန်တော်လည်းအဲ့တော့မမွေးသေးတော့မသိဘူးခင်ဗျာကျွန်တော်လည်းသိချင်တာကျွန်တော်ဟိုကတင်နေရအောင်တော့တို့တင်တင်ပေးလိမ့်မယ်ဓနုစကားပေါ်မှာ तू ကအဲဟောနော်တော်တော်စီတော်တော်များစီးနေမှာပြောရမယ်လို့ပြောပါတယ်ပြောရတာဒါဘလိုရိုက်ရအောင်လို့မသိဘူးပေါ့နော်ကျွန်တော်တော့အဲ့ဟိုကတခါမှအဲ့လိုမျိုးမလုပ်ဘူးတော့ တော်တော့စိတ်လှုပ်ရှားပါတယ်ဟုတ်အခုတင်တာမစသေးဘူးခင်ဗျတင်တာဒီဒီဘာပေါ့နောက်နေ့နေ့လောက်ဆိုစမယ်ကျွန်တော် online မှာကြည့်တဲ့လောက်ကတော့ဓနုဝဲတာလေးရဟိုနဲ့ဆင်ပါတယ်ဓနုဝဲတာသူကအဲအခုနစကားလေးက तू तू ဘာပေါ့တဝဲတို့ဘိတ်စကားနဲ့နည်းနည်းရလို့ထင်ပါတယ်ဒါပေမဲ့ तू ဝဲတဲ့ပုံစံလေးကကျွန်တော်တို့ရှမ်းရှမ်းဖက်နေနဲ့ရောက်တာပေါ့နော်ဒီဟိုဘိတ်တို့ကျတော့တမျိုးလေးပေါ့နော်ရှမ်းနဲ့အဲ့လိုနည်းနည်းလေးနည်းနည်းလေးရှမ်း ဟိုလေတံလေးနည်းနည်းပါတယ်လို့ကျွန်တော်ကထင်ပါတယ်ပုံပွဲလေးလေးပြောတယ်သူကကြဲကြဲပြောတယ်ကျွန်တော်လို့ထင်ပါတယ်ဆာချက်တာမဆိုင်ဘူးမဆိုင်မဆိုင်လို့ရုပ်ရှင်လာရိုက်တာနောက်ခုစာပဲကြက်နေအဲ့လိုဖြစ်နေဆာချက်တာအဲ့လိုပေါ့ဆာချက်တာဘာဘာဖြစ်ပါတယ်မဟုတ်စပင်းဖြူတာပေါ့ခေါင်းခေါင်းကိုက်တာခေါင်းကိုက်တာစာမကျအေးစေးလေးတော့နေနေတာပေါ့ဒါပေမဲ့အဲ့လိုပဲဟိုအချောင်းချောင်းချောင်းကိုလည်းလိုအပ်ချက်ရာကိုလည်းဘာဖြစ်အဲပေါ့နော်လုံးမယ်ဆိုရင်တော့စလိုက်ပြီးရဇလန်းနေ စောအောင်လုပ်ခဲ့တာပါလို့အခုထိလည်းမပြီးသေးဘူးစားကြက်နေရတော့စားစားလုံးဝအဲ့လိုကျွန်တော်စော့တာပဲခြိုက်တာစားသိမ့်ခြိုက်ဒီကားလေးကတော့ဘာပေါ့တကယ်ပြောရင်3လ3လလောက်အချိန်ပေးရတာ3လအခုဆိုရင်ကျွန်တော်ဒီဒီလကုန်နောက်လစရင်3လပိုင်းလောက်ထိရရမှာပေါ့နော်မတ်လထိရရမှာတော့ဒီကားလေးကအချိန်တော့တော်တော်ပေးရတယ်ဒါပေမဲ့ကျွန်တော်ကဟိုဒီကားကနံပါတ်1လက်ခံကြည့်တဲ့အကြောင်းရင်းကအဲဟိုဇက်ဇလန်း ဖက်ကြည့်လိုက်တော့ကျွန်တော်တို့ရှမ်းပြည်အခြေခံတဲ့ကားလေးဖြစ်တယ်ကျွန်တော်ရှမ်းပြည်မှာအခြေခံတဲ့စကားလေးဆိုကျွန်တော်ရိုက်ရှင်နေပါတော့ရိုက်ရှင်နေပြီးတော့ဒီကားလေးကဟိုရက်ကူရဲ့ဘက်ကလည်းတေချာစီစဉ်တဲ့အဖွဲဖြစ်တယ်ပေါ့နော်ဒီနိယာယနာထုတ်လုပ်ရေးရောအဲဒီက MRD4 Forever Group ကလည်းရိုက်ပြီဆိုရင်တို့ဘာဖြစ်တေချာလေးကိုလုပ်တယ်ပြီးတော့ကို့အတွက်လည်းဒီမှာဟိုလုတ်ပိုင်ခွင့်ရောကို့ရဲ့အပြောင်းလဲရောအများကြီးဟိုအပြောင်းလဲဖြစ်တဲ့ကားလေးဖြစ်တယ်ပြီးတော့ဒီဘာတဲ့တေဥဆောင်တွေကလည်းအရန်ဟို ဝါရင်တိရဆောင်တွေအများကြီးပါတယ်လူငယ်တွေလည်းအစ်စ်တွေလည်းပါတယ်အခုအတွက်လည်းအများကြီးဟောပေါ့ဟိုဒီထုတ်လို့ရေးပိုင်းရောဒီဇလန်းပိုင်းရောတိရဆောင်ပိုင်းရောကျွန်တော်လည်းနောက်နှစ်အတွက်ဒီကားလေးပဲရိုက်တော့မယ်ပေါ့နော် CV ဆိုရင်အဲ့လေဒီနှစ်ကားလေးနောက်နှစ်အတွက်ကြိုပြီးတော့ပြင်ဆင်လိုက်တဲ့သဘောနဲ့ရိုက်ဖြစ်သွားတာဟုတ်